ုံးမဲမင်္ဂလာပါအခုဖတ်ပြမှာကတော့ဖရာညီပူလေးရဲ့ကြောက်ဆန်ကြောက်သားဆိုတဲ့ဝိထုတူလေးပဲဖြစ်ပါတယ်မင်္ဂလာဖောင်ဖိဖာရောက်လာရင်နှကောင်းရှုံမိနှကန်းဖူမိဖြစ်နေရတဲ့သတင်းချုပ်ပြီးဖန်ရိုက်တွေမှာသူကတော့ဒီမင်္ဂလာဖောင်ဖိဖာလေးကိုကောက်ခံငင်ကလှမ်းယူမိတယ်တမယိုးကြရောင်နှက်ဖိဖာမျိုးမှမဟုတ်ပဲအပြာနုကံပေါ်မှာအပြာရင့်လေးနဲ့ဒီဇိုင်းဖင်လာတယ်သူများနဲ့မတူအောင်တီထွင်လာတဲ့ဖိဖာလေး မင်္ဂလာဦးဖွင့်ကပ်ဖိတ်ကြားလွားဆိုပါလားအလိုညီလေးလိုခင်ရတဲ့ graphic design ဆရာလေးနဲ့လက်ရည်နဲ့မှန်ဆန်ဘသူနဲ့လက်ထပ်မှာတော့အမျိုးသမီးလေးကိုတော့သူမသိဘူးကွန်ပျူတာသင်တန်းတစ်ခုကဆရာမလေးတဲ့လူကြီးမိဘတွေကိုလုတ်ကန်ရှာဖွေကြွေးမွေးတဲ့ graphic design ဆရာလေးအိမ်အောင်ရက်သားကြတော့မှာပါလား design ဆရာလေးရဲ့ဖေမျိုးတွေမိဘဖေမျိုးတွေကိုဖတ်ကြည့်လိုက်တော့ပါတင်ပါထိုက်တဲ့ပုံကိုယ်တွေရဲ့နာမည်အပြည့်အစုံပါသားပဲ။ သူ့ရဲ့အဖေနဲ့အမီနာမည်တွေရဲ့အထက်ကကြီးတော်ဒေါ်ကြီးနှစ်ယောက်ရဲ့နာမည်ရေးထားတယ်။ဒါဆိုရင်ပြည့်စုံပြီ။ The Five Fire လေးကိုကိုယ်ပန်းနဲ့လွဲပြီးမွေးသလားလို့အောက်မေ့ရလောက်အောင်ချစ်ခင်တန်ရောရှင်ရှိကြတဲ့ကြီးတော်အပြူကြီးနှစ်ယောက်ရဲ့နာမည်မပါမှာကိုသူကဆွေးရည်နေမိတယ်။ကွန်ပျူတာဖီယာမာလေးဘက်ကဖရင်မျိုးတွေကိုလည်းသူဖတ်ကြည့်မိတယ်။ကုံတဲ့အသားအဝိုင်းအယောင်းဝယ်မိသားစုတွေထင်ပါရဲ့။ V2 နှိမ့်ဖြူရုံဖူတာတွေလည်းပါ ရတနာဘုံဖေးမြည်ညီထန်းဖြူတာတွေလည်းပါတယ်လေ။သူနဲ့တိကျွမ်းသူတော့မမြင်မိဘူး။ကြီးတော်နှစ်ယောက်ဒေါ်ကြည်နဲ့ဒေါ်သီတို့ရဲ့နာမည်နောက်ကမန်ဖီဖြူတဲ့ဖက်ချုပ်ဆိုင်နာမည်ကိုမဖော်ပြတာတော့သူဖိတ်မကောင်းဖြစ်မိတယ်။အခုချိန်မှာမန်ဖီဖက်ချုပ်လုပ်ငန်းမလုပ်ကင်နိုင်တော့ပေမဲ့ဒီဖိုင်ဖရာလေးတို့မိသားစုကို ပြုစုယူရခဲ့တဲ့အဲ့ဒီနာမည်ကိုဒီဖိတ်ဆောင်မှာဖော်ပြထားရှိခြင်းနဲ့ဒေါ်ကြည်နဲ့ဒေါ်သီတို့ဟာ သူရဲ့မိဘတွေနဲ့အဖေမျိုးတက်မြခင်မင်းရင်းနှီးခဲ့ကြတဲ့ရှာရှာပါပါမိဖေလဟောင်းကြီးတွေပါပဲ။သူရဲ့အမေနဲ့အမတတွေဟာဒေါ်ကြီးနဲ့ဒေါ်သီတို့လက်ထွက်အင်းကြီးတွေကိုဝတ်ဖင်ခဲ့ကြတာလေ။အမေတို့အမတို့တွေမကပါဘူး။သူငယ်ငယ်ကဝတ်ခဲ့ရတဲ့ပေါ်ပလင်ရှက်အင်းကြီးတွေတက်ထရန်ရှက်အင်းကြီးတွေဟာလေလေကုတ်မှာမန်ဖေဆိုတဲ့ဒီဖိတ်မပါတဲ့အင်းကြီးတွေပဲပေါ့။ဒေါ်ကြီးဒေါ်သီတို့ရဲ့ဖက်ချုပ်ဖိုင်ဟာအသားဒီဖိတ်ကပ်ပေးနိုင်တဲ့ဖက်ချုပ်ဖိုင်မျိုးမဟုတ်ဘူးလေ။ တပည့်တပန်းလည်းမရှိညီမနှစ်ယောက်တည်းတကုတ်ကုတ်ချုပ်နေကြတဲ့ဖက်ချုပ်ဖိုင်လေးမဟုတ်လားသူတို့ရဲ့လက်ဖယ်ကန်ရက်ကအိမ်နဲ့ဒေါ်ဂျီတို့ရဲ့ဖီတရာမဟီရက်ကွက်အကူလူအဖက်ဖန်တွေဟာအင်ဂျီအတားအင်ဂျီရွေးတာတင်တော့ဟုတ်မယ်မထင်ဘူးလူကြီးတွေအချင်းချင်းပြောကြတဲ့စကားတွေထဲမှာဘ ഹു မျိုးသားเจ้าကြီးဖယားကြီးဥရာဖန်ဆိုတာလည်းကြားမိရဲ့မဟာဝိယံဘုံသားဖယားတော်ဥဥသောတိကဝိဘွဲလေခဏခဏပါတတ်တယ် အာရှလူငယ်အဖွဲ့ထဲမှာလှုပ်ရှားကြတုန်းကဖူရာရော1946ခုအထွေထွေတပိတ်ကြီးဖူရာတွေလည်းပါခဲ့တယ်။ဒက်ဖီတကားလည်းနှစ်ချက်ခွဲနဲ့ကျိုင်းနှစ်သက်ရာဒက်ဖီဖိုင်မှာဖိတ်ကြိုက်ထဲကြဖင်တုန်းကဒီအိတ်နှလုံးဟာမဝေးလှပေမဲ့ဒက်ဖီတကားလည်း180ဖယ်ဖြစ်လာချိန်မှာတော့နည်းနည်းဝေးသွားသလိုပဲ။ဒေါ်ဂျီတို့ဒေါ်တီတို့ညီမကတော့ဘက်ဖ်ကားနဲ့တမျိုးဖိုက်ကားနဲ့တနည်း တလတစ်ခေါက်နှစ်ခေါက်ရောက်အောင်အချီလုံဝေရင်အထယ်ရီပြန်အရင်မိတ်ဖေရီဖီအရောက်သွားကြတာပါပဲဆိုင်ကိုလာကြမဲ့ဖောက်တယ်တွေကတော့တထည်ချင်းမအပ်ဖြစ်ပဲဖူပြီးမှအပ်သူအပ်တချို့လဲနီးဖက်ရဆိုင်တွေမှာပြောင်းအပ်ကြတယ်လीကျုံရဲ့တောင်ဘက်ဖျားရှိခိုးကြောင်းနီနီကြီးနဲ့ကက်လျက်ရှိတဲ့မန်ဖရီဟာငငယ်ကသူတို့အတွက်တော့ဗလီသာပင်ပေါက်နေတဲ့ခြံဝင်းလေးတစ်ခုပေါ့ သူတို့အတွက်ရှင်အင်းကြီးတွေဗောင်းမီတူလေးတွေလည်းချုပ်ပေးသေးတယ်။မလကာသီးချိန်ကြမလကာသီး။အော်ဖာသီးချိန်ကြအော်ဖာသီးကျွေးတဲ့တင်မင်းတို့ဖို့ချန်ထားတဲ့ဟိုးထိပ်ပိုင်းကအော်ဖာသီးကြီးညကနင်းတို့တွေလာရှားသွားကြတယ်။ဒါကြောင့်ကျန်တဲ့အသီးတွေကိုဖက်ဖက်ကူအိတ်တွေဖစ်ထားရတဲ့။ငကူကလေးကမချစ်တဲ့လင်းတို့တွေကိုသူပုံမုံမိတယ်။မန်ဖရီတီရှိတဲ့ရေနံချေးဝအနေနဲ့သွတ်မိုးအိမ်လေးဟာညနေပွင့်15ပြီလောက်ရှိလိမ့်မယ်။ သူကပေလေးဖယ်လောက်ကျဲတဲ့ခြံဝင်းလေးရဲ့အလေကောင်ခက်ကြကြဖောက်ထားတာလေလွတ်နေတဲ့ညီနေရာတွေမှာတီးပင်ဖားပင်လေးတွေဖိုက်ထားတော့အရေကောင်းပြီးသိဖိတ်လာတဲ့ဒေါ်ကြီးတို့နေအိမ်လေးကိုသဘောကျမိတယ်တကားဖွင့်လိုက်ရင်ကျုံရည်ပြင်းနဲ့ပြာဦးတက်ဖင်မျိုးရိုးတွေကအလွန်ကြီးလို့ခေါင်းတာကိုခါကြီးလာရင်ဒေါ်ကြီးတို့လိုအိမ်လေးခြံလေးပိုင်ရင်သိကောင်းပါပဲလို့ဖိတ်ကူးရင်မိလာလေအခါခါပေါ့ တကယ်တော့မလကာသီးတွေအော့ဖာသီးတွေဟာသူတို့မောင်နှမတွေတွေနဲ့ဖားကြရတာမဟုတ်ပါဘူးဒေါက်တာတာလဒေါခင်ညွတ်မိသားစု ရောင်ဆုံပုံနှိမ့်တိုက်ဒေါ်ဖိန်ဖိန်မိသားစုစောကြီးဦးအေးမောင်ဒေါ်ရီကြည်တို့မိသားစုပိုက်ကျုံညွတ်ဦးဆန်လှဘောတို့မိသားစုဝင်တွေပါဖားဖူးကြတယ်ဒေါက်တာတာလာရဲ့သားသမီးတွေလည်းသူတို့မောင်နှမတွေတွေလိုပဲအကြီးဆုံးတိတ်တိလာကအဖာဘေဘီကေတီမေဖီအလေအငယ်ဆုံးအိတ်တိလာအထိ မန်ဖီရဲ့လက်ရမြောက်အင်ဂျီတွေကိုဝတ်ခဲ့ကြတာပေါ့သူတို့မောင်နှမတွေတွေဝတ်ကြတဲ့အင်ဂျီပုံလေးတွေဒေါက်တာတာလှမိသားဖြူကတိတ်တိတ်လှလို့မောင်နှမတွေဝတ်စားကြတဲ့အင်ဂျီပုံလေးတွေနဲ့ဝင်းတန်ပွဲယုံကမတိတာဝင်းတို့မတိနေဝင်းတို့ဝတ်ကြတဲ့အင်ဂျီဒီဇိုင်းလေးတွေကခက်ဖင်ဖင်တူကြတယ်လေဒေါ်တီကတော်တော်ဆော့ဆော့ကလေးကအတွန့်ထည့်ပြီးချုပ်ရမှာလက်ရသေးသက်လှတယ် ။သမင်းတွေကို PPE နှောက်နှောက်လှန်ထားပြီးပါလာတဲ့နှကန်းအဆုံကိုပိုင်ကြတဲ့ညီမနှစ်ယောက်က အနေရိုးရိုးအစားချွေချွေအလုတ်ကျူးကျူးဆိုတဲ့အတိုင်းနေသွားကြတာ graphic design fair လေးလူလားမြောက်တဲ့အထိပ်ပါပဲ။မန်းဖွေကကတ်တလောက်စာအုပ်ယူလာပြီးနမူနာပြရင်လေတထရားတဲ့သူအောင်ချုပ်နိုင်တယ်။ခင်မီဘူးနားမြက်ဖိဖွင့်နားကြတာမဟုတ်လား။ဒါပေမဲ့တခါတလေတော့ရက်ချင်းပြက်ွက်မိတယ်။ဒေါ်တီပန်းနာရင်ကျက်ထားတဲ့အခါပေါ့ သူ့အတွက်ဗဟေလီတစ်ပုတ်ရှိခဲ့တယ်။အိမ်ပြင်မှာကတ်ထားတဲ့မန်ဖရီဆိုတဲ့ကျွန်းသားဖိုင်ဘုတ်လေးကိုဘာဖြစ်လို့အိမ်တိုင်းပြောင်းချိတ်ရတာလဲ။အဲ့ဒီလိုပြောင်းချိတ်တာနဲ့ဖိုင်ကိုလူဝင်လူထွက်ရော့ပါတာနဲ့ဖက်ဖက်တယ်ထင်တာပဲ။ဒီဖိုင်ဖီယာလောင်းရလေးကသူတို့အိမ်ဝင်ထွက်ပြီးပကြီဖောက်တွေရှောက်လန်လို့ကြည့်ကွန်ပျူတာဂရက်ဖစ်ပကြီကိုလက်ညိုးနဲ့တိုးလျက်ဖြည့်ဖန်ကြည့်နေခြင်းကိုသူမြင်ရောင်းတယ်။ဒေါ်ကြီးနဲ့ဒေါ်သီးတို့နှစ်ပေါင်းဟောင်းလောက်နဲ့နေရသလားမနေခဲ့ရဘူးလားသူသတိမထားမိဘူး design fair လေးကတော့အချိုးရှာတကာ တွေ့နေပြီ။နောက်တော့ Pantidific computer ဟာသူ့အတွက်တကာနေမကကြားရည်ဖြစ်သွားတယ်။သူ့ရေးသမျှကြည့်ရှင်ဖောက်အဖုံး design ရေးခါတွေဟာဒေါ်ဂျီတို့ရဲ့ပုံဝင်ကိုချမ်းမြေ့ဖီခဲ့တယ်။မိလောင်မှုတွေခဏခဏဖြစ်ပေါ်လာတဲ့ဟော်ဒီမျိုးမှာမန်းဆွေကဘယ်ဘက်ကမှမီးမကူးနိုင်တဲ့အင်္ဂလိပ်ပေါ့။သူ့အရှိတ်မှာလက်ခုပ်တစ်ဖောင်ကျော်မြင့်တဲ့အုတ်နေရမြင့်ကြီးတစ်ခုတန်ဖူးကျူးတွေလေးချက်ကားထားတယ်။ နေရန်နဲ့တိုက်နေကလည်းအဝေးကြီးအင်္ဂလိပ်ရဲ့တောင်ဘက်နဲ့မြောက်ဘက်မှာဖျားရှိခိုးကျောင်းဝင်းကျေကြီးဖျားရှိခိုးကျောင်းနဲ့ကဝါလီငါပြန်လောက်ဝေးလိုက်သေးတယ်။မြောက်ဘက်ကတော့ကားတွေဆိုင်ကယ်တွေဥဒဟုဖြတ်သွားနေတဲ့ကျုံလန့်မကြီးမဟုတ်လား။မိလောင်မှုအကြီးအသေးဖြစ်လိုက်တိုင်းဟော်ရီမျိုးဟာရုပ်ပိုင်းဖန်ရအကြီးတန်းအယုတ်ဆူးသွားတယ်လို့ဖိတ်ပိုင်းဖန်ရဒန်းရအနေအနာတရလည်းဖြစ်သွားတတ်တယ်။နေဖျားအိုးရင်ပြန်လဲထူထောင်မှုလက်ရှိမြင်နေရလေးရောင်းပြီး ဒုချင်းမျိုးတွေကိုဆုတ်ခွာသွားကြရတာဟာဟောဒီမျိုးရဲ့ယဉ်ကျေးမှုတစ်ခုလိုတောင်ဖြစ်လာခဲ့ပြီ။ Downtown လို့ခေါ်တဲ့မြို့လေကောင်ကိုဗဟုပြုတဲ့ညီဖေးတိုက်ဖေးငလင်ဟာ Christoph Gate မသေးလာတာကြောင့်ကျုံတောင်ဘက်က Federal မဟီဘက်ကိုလည်းငလင်အပြားခတ်တာပေါ့။ Manfrey လည်းတိတ်ကနေညိတ်ကနေခံစားရတာပေါ့။မပောက်တဲ့ဖေးပေးသူကပြီးအိမ်မက်ထဲတောင်ထဲမမှတ်ဘူးတဲ့ကိန်းကနန်းတွင်ငွေရီကွန်အိတ်တွေနဲ့တဲချယူမလာကြတယ် ဒေါ်ကြီးဒေါ်တီတို့ရဲ့မိတ်ဖေတချို့လည်းမျက်ဖိပြက်မျက်နာပြက်နဲ့လာနှုတ်ဆက်သွားကြတယ်။တချို့လည်းနှုတ်ဆက်ဖို့ကိုအချိန်မရကြတော့ဘူး။တိတ်တဖိတ်ထွက်ခွာသွားသူတွေကမနှဲတော့ဘူး။မန်းဖေကတော့မြို့နယ်အသီးသီးရက်ွက်အသီးသီးကိုဗဟုပြုတဲ့အင်ဖေးညီဖေးဖောက်တဲ့ငလင်တွေဖောက်တဲ့ငလင်တွေအမျိုးမျိုးကြုံရတယ်။နောက်ဆုံးပေါ်ခင်မိကားကြီးတွေပေါ်ကနေသူတို့အင်ကလေးကိုလက်ညှိုးထိုးသွားတာလည်းမြင်ဖူးတယ်။အင်ပွဲဖားမြေပွဲဖားဆိုတာစကားပြောအလွန်ချူပြီးအလွန်ပါနဲ့ကြတာမဟုတ်လား။ ဒေါ်ကြည်ဒေါ်သီတို့ဟာတက်မိတာဆိုရင်ရေဖိန်ပြီးနူးကြလိမ့်မလားဟင်းများဆိုရင်ကြွေဖွန်းကြေးဖွန်းနဲ့ထည့်ပြီးချက်ကြလိမ့်မလားငါတလောက်ဆိုရင်ရှောက်ရီထည့်ချက်တာမျိုးနန်များအီကြကွေးဆိုရင်ဖာဆိုတာများများထည့်ချလိမ့်မယ်ထင်ပါရဲ့အပြူကလေးကိုလူပြူတွေလူပြူလှဲ့တာထက်တောင်ပိုသေးတယ်မိတ်ဆွေမြေပွဲဖားတယောက်ပြောပြတယ်မန်းဆွေရဲ့တန်မှုကစက်သေးထခမန်းပဲသူတို့သားနဲ့သူတို့သမီးတို့ကိုအရင်ဆုံးနှုတ်ဆက်တယ် ဂျင်းမောက်မီမချွတ်တဲဝတ်တဲ့ graphic design ဖျာလေးကဒီနေ့မှတိုက်ပုံနဲ့ပဖူးနဲ့တတရရဲ့ကြည့်လူကောင်းနေတယ်ခစ်ပေါ်ပဖန်ဝါလာ လောပန်းတယောက်ရဲ့ကူပန့်ခြင်းတိခတ်မှာဆိုတဲ့အလူကိုမသွားပဲညီငယ်တယောက်ရဲ့မင်္ဂလာဆွမ်းကြီးကိုမကြောက်လာတဲ့လေဒီမိကွန်းအတွက်သူ့မှာခိုင်လုံတဲ့အဖြစ်ရှိတယ်ဒေါ်ဂျီနဲ့ဒေါ်တီတို့ကမင်္ဂလာဆွမ်းကြီးလာတဲ့ဧည့်သည်တွေကိုအိတ်ခံနေကြတယ်ကျမ်းမာကြီးကောင်းတဲ့ဒေါ်ဂျီကထမင်းဝိုင်းတွေကိုလှည့်ပြီး နှုတ်ဆက်စကားပြောရင်ထမင်းထက်ထဲကိုဟင်းလိုက်ပွဲတွေလည်းမှာပြီးနေတယ်။သူကတော့ဒေါ်ကြီးလက်မှာကင်ထားတဲ့လက်ကင်အိတ်ကိုဂယုတဆိုင်ကြည့်ဖြစ်အောင်ကြည့်လိုက်မိတယ်။ဒေါ်တီကတော့ကျမ်းမအေးသိပ်မကောင်းတာနဲ့သူတို့သားရဲ့တငယ်ချင်းတွေကဒီဖုန်းကကြောင်းပေါ်ပွေ့ချီပြီးတင်ထားကြတာတဲ့။သူ့ကိုတွေ့တော့ဒေါ်တီရဲ့မျက်နှာမှာဝမ်းသာတဲ့အမတ်သားတွေကိုတွေ့နေရတယ်။ဒေါ်တီနားမှာလည်းဒေါ်ကြီးနဲ့ဖင်တူလက်ကင်အိတ်တစ်လုံးအနားမှာချလို့ဒေါ်တီက သူ့ရဲ့မိဘတွေအမတွေတယောက်စီနေကောင်းရဲ့လားလို့မေးတယ်။စကားပြောလိုက်တိုင်းမောနေတာအထင်းသားမြင်ရတာပေါ့။ဒေါ်သည်အနားမှာချထားတဲ့ပဖန်အကလေးကိုလက်ကင်ကိုင်းကအတာမပြီးဖူးဖိုက်ကြည့်မိတယ်။ဒီနေ့အမျိုးသမီးတွေလက်ချားကမချကြတဲ့နိုင်ငံခြားဖြစ်လက်ကင်အိမ်မျိုးမဟုတ်ဘူး။အယောင်လဲလွင့်နေမှိန်နေရှာပါပြီ။ပန်းပွေပန်းတွန်လေးတွေအဲ့ရဲ့ဟိုဘက်ဒီဘက်မှာနေရာယူထားတယ်လေ တချို့နေရာတွေမှာပိုးတွေတောက်ထားတယ်။သူဖိတ်ဝင်ပါမယ်သူလို့ထွက်တီရပြပြတယ်။ဟောဒီဂဒီပါဖ်နက်ပြလေးကငကားမမဦးဂျပန်မိကပါတဲ့တက်ကလက်ဖာကိုတောင်ကြီးတစ်ဆောင်လိုက်အမိကမန်းကရန်ချုပ်ပေးလိုက်ရတဲ့အဖာကပူတာ။ဒီချီဂဒီပါအနီညူလေးကမြမဖာပမုခဖရာကြီးဦးချမ်းမြကတော့ဒေါခင်မီရဲ့ကိုရင်းကြီးကပူတာ။ဒီပန်းပွင့်လေးတွေက မမမှာ error float လေးချောင်းလိုက်ဖွင့်ပွဲတော့က မော်စကိုကအပြန်ပါလာတဲ့အဖလေးတွေဒေါ်တီပြောပြတဲ့နာမည်တွေထဲမှာဆာယီဖီယာမာကြီးဒေါ်မာလာရောရုပ်ရှင်မင်းသမီးကြီးထော်မီရှင်တို့ရဲ့နာမည်တွေလည်းပါတယ်လက်ကန်အိမ်မှာတက်ထားတဲ့ဂျေးဖစ်တွေတောင်မှဂျေးညီတွေတက်လို့သူကတော့လက်ကန်အိမ်မှာတက်ထားတဲ့ပန်းမွင့်လေးတွေဂျေးညီတက်နေတဲ့ဖစ်တွေကိုကြည့်နေပြီးမယ်လူချင်းတန်းချင်းဖိတ်ပေါ်ကြမယ်ဒီညီအမဘဝတရှောင်းလုံးချိုးချံချွေတာခဲ့ကြရလို့တခါတလေသုံးချင်ဖဲချင်ရှိမှလီလား ခေပေါ်စားရရပေါ်များလွန်းတဲ့ဒီချိန်မှာစားကျင်တောက်ချင်ဖိတ်ပေါ်တဲ့အခါပေါ်မိကြမှာပဲလို့ကိုယ်စိတ်နဲ့နိုင်မရိုင်းဖြစ်နေမိတယ်။ရှင်နဲ့ချင်းမတုတ်တာကြာနေတဲ့အိမ်လေးကိုမြင်အောင်နေမိတယ်။အမှန်တော့ဒီမင်္ဂလာဖွင့်ကျွေးကိုသူလာတာဟာညီငယ် graphic design ဖရာလေးနဲ့နှမကွန်ပျူတာဆရာမလေးတို့ရဲ့အရှိရှောက်ရမယ့်ဘဝဖြောင့်ဖြူဖို့ဖုန်ကောင်တောင်းရအောင်လာတာဖြစ်တယ်လို့1300ပြည့်အရေးတော်ပုံမှာကြာဆုံးခဲ့တဲ့ အာဂနီအာဆာနီ18ဦးကိုဂုံပြုမှဲ့ခေါ်ထားတဲ့အာဆာနီလမ်းပေါ်ကနေတဖွာမှမခွာပဲစဉ်စဉ်ခံနေကြတဲ့အတော်ကြီးနှစ်ယောက်ကိုပါဂုံပြုရအောင်လာခဲ့တာလေလီဖာအက်ဒစ်ဒေါ်ကြီးဒေါ်တီများသူရွှေနုဝေအမှတ်18ဒီဖင်မှာ2004